သူသက်16နှစ်အရွယ်မှာမိဘတွေကနိုင်ငံသားကိုထွက်သွားခဲ့တာကြောင့်အကျုပ်ကိုတောင်ဝယ်မစားနိုင်တဲ့ဘဝကိုရောက်သွားခဲ့ရတဲ့မူအောင်ရင် ဝဟင်ကဝီဒီယိုခက်မှာနာမည်ကြီးခဲ့တဲ့မင်းသားတယောက်ဖြစ်ပြီးတော့မမမမြအောင်ရဲ့တပည့်အရင်ဖြစ်ပါတယ်။အစရောကြီးဦးအောင်ရဲ့တားတယောက်လည်းဖြစ်ပြီးတော့အဖေရဲ့အရှင်ဝါကြောင့်လည်းသူ့ကိုအားပေးခဲ့ကြပါတယ်။ဝဟင်ကိုရင်ကလည်းစူးစမ်းတာကြောင့်ဝီဒီယိုခက်မှာစကားများထွက်ခဲ့တဲ့မင်းသားတက်လက်ဖြစ်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့မိုးအောင်ရင်ကအောင်မြင်မှုကိုမထိန်သိမ်းနိုင်တော့ပဲမိုးရဲ့စီဝါအမှုနဲ့ထိန်သိမ်းခံရပြီးတဲ့နောက်သူ့ဘဝကပြောင်းလဲသွားခဲ့ပါတော့တယ်။ဇကားတွေလည်းပြန်မရိုက်ကြသလိုဆွဲစုံအမှုပညာရှင်တယောက်ဖြစ်သွားပြီးတက်ပုံရိုက် DJD ဟင်းချက်ဂျင်မကစားစတဲ့အလုပ်မျိုးစုံကိုလုပ်ကင်ခဲ့ပါတော့တယ်။တာမန်တိုင်းစူးစမ်းလာ ခင်ရင်မွန်အောင်ကအခုချိန်မှာတော့နာမည်ကြီးတဲ့လူပညာရှင်တယောက်ဖြစ်နေလောက်ပြီမဲ့လေအခုလက်ရှိမှာတော့မွန်အောင်ရင် DJ ဆိုင်းဆိုတဲ့နာမည်နဲ့ပဲရပ်တည်နေရပါတယ်ဇကားတွေလည်းမရိုက်ကိုတော့ပဲသူ့စိတ်ထဲမှာပျော်တဲ့အရာတွေကိုပဲလုပ်နေခဲ့ပါတယ်နာမည်ကြီးမင်းသားဖြစ်တဲ့မွန်အောင်ရင်တယောက်ဒီလိုအနေအထားရောက်သွားခဲ့တာကိုစိတ်မကောင်းဖြစ်ကြပြီးအရင်လိုပုံစံမျိုးဖြစ်အောင်နေစေချင်နေကြပါတယ်မွန်အောင်ရင်ကမွန်ရဲ့စေဝါကြောင့်လမ်းမရောက်သွားခဲ့ပြီးတော့သူ့ကိုကယ်တင်ပေးခဲ့တဲ့လက်တစုံမှမရှိခဲ့ဘူးလို့လည်းဆိုပါတယ်အဖေကနာမည်ကြီးအစိုးရဖြစ်တာကြောင့်အဖေရဲ့အရှင်ဝါနဲ့လမ်းမရောက်သွားခဲ့တယ်လို့ထင်ကြပေမဲ့ သူတို့ရဲ့မိသားစုကိစ္စတွေကတော့အရန်ကိုရှုပ်ထွေးခဲ့ပါတယ်။မောင်ဝင်းကဝီဒိုဇက်ကားတွေရိုက်ပြီးအောင်မြင်နေတဲ့အချိန်အသက်16နှစ်ခန့်မှာသူ့ရဲ့မိသားစုဝင်၃အောင်စလုံးကနိုင်ငံခြားကိုထွက်သွားခဲ့ကြပါတယ်။မြန်မာနိုင်ငံမှာမောင်ဝင်းတယောက်တည်းပဲကျန်ခဲ့ပြီးမိဘတွေကပိုင်ဆိုင်မှုတွေအားလုံးကိုရောင်းသွားခဲ့တာပါ။အိမ်နဲ့ကားတွေကိုရောင်းချပြီးတော့ထွက်သွားခဲ့တာကြောင့်သူ့အတွက်ဒုက္ခရောက်ခဲ့ရပါတယ်။ မိဘတွေကရှိသမျှအားလုံးကိုယူသွားခဲ့လို့အလုသမားကိုတော့မှအလားစားပြီးဖို့ငွေမကြမ်းတော့ပါဘူး။အဲ့ဒီအချိန်မှာသူ့အတွက်တနေ့ကိုကြုတ်တလုံးတောင်မစားနိုင်တဲ့အခြေအနေကိုရောက်သွားခဲ့ပါတယ်။မိဘတွေကဘာကြောင့်သူ့ကိုထိုင်ခဲ့တာလဲဆိုတော့မိုးအောင်ရင်ကထိန်ချန်ထားခဲ့ပြီးတော့သူ့အတွက်ကတင်ပေးမဲ့လက်တစုံတောင်မရှိခဲ့ပါဘူး။အရင်နှဆုံးမိသားစုဝင်တွေကတော့သူ့ကိုထိုင်ခဲ့တာကြောင့်သူ့ဘဝကိုမနှံ့မျောတော့ပဲလှုပ်ချင်ရတွေကိုလှုပ်ပါတော့တယ်။တခြားဆင်းရဲစရာကိစ္စတွေကြောင့်မိုးအောင်ရင်ကတော့လမ်းမကိုရွေးချယ်မိပြီးတော့မှားတဲ့အမှားသွားပါတော့တယ်ရှင်။ မောင်ဝင်ကအခုတော့သူ့ရဲ့ဘွားကိုပြန်လည်ပြင်ဆင်နေပြီလက်မှတ်ရအောင်ကြိုးစားနေပါတယ်။မောင်ဝင်ကအဖေဖြစ်သူနဲ့အဆင်မပြေတာကြောင့်အဖေဖြစ်သူရဲ့သချင်းတွေကိုလုံးဝနားမထောင်သလိုမြမတန်းစင်သချင်းတွေကိုပါနားမထောင်ခဲ့ပါဘူး။အဖေကိုမခံကျင်စိတ်နဲ့အဖေလုပ်တဲ့အစရောအလုပ်ကိုလုံးဝမလုပ်ဘဲတယောက်ဆောင်ပဲလုပ်ခဲ့တာပါ။အခုထိလည်းအဖေနဲ့အဆင်မပြေပဲမြမနိုင်ငံမှာတခြားမိသားစုဝင်တွေမရှိဘဲရပ်တည်နေပါတယ်။ ။မောင်ဝင်ကသူ့ကိုယ်သူလည်းမှားမှန်းသိသလိုအသက်မငယ်တော့တဲ့အရွယ်မှာတည်ငြိမ်အောင်ကြိုးစားနေရပါတယ်။နာမည်ကြီးတဲ့အနုပညာရှင်မိသားစုဖြစ်ပေမဲ့လည်းနောက်ကွယ်မှာတော့လူများမသိနိုင်တဲ့ကိစ္စတွေကလည်းရှိနေပါသေးတယ်။မောင်ဝင်ကတရုတ်ဆောင်လည်းကောင်းသူတယောက်ဖြစ်လို့ပြန်လည်ကြိုးစားမယ်ဆိုရင်အောင်မြင်နိုင်တဲ့သူဖြစ်ပါတယ်။မိသားစုနဲ့ပတ်သက်တဲ့ကိစ္စတွေကြောင့်သူ့ဘဝကိုစိတ်ပျော်တဲ့အရာတွေပဲလုပ်နေခဲ့ပြီးနောက်ဆုံးမှာတော့ဒီလိုအခြေအနေဖြစ်သွားခဲ့တာပါ။တမိသားစုလုံးကသူ့ကိုထားသွားခဲ့ပြီးနောက်အထူးကြံနေတဲ့သူ့ဘဝတွေကိုဝင်ရောက်လာတဲ့သူကတော့လက်ရှိရီးစားလေးဖြစ်ပါတယ်။ မူအောင်ရဲ့လက်ရှိကောင်မလေးကသူ့ထက်အသက်16နှစ်ငယ်ပြီးတော့သူ့အပေါ်မှာပျော်ရွှင်မှုတွေပဲပေးတာကြောင့်သူ့ဘဝမှာအနေငယ်စုပြေးလာခဲ့ပါတယ်။မူအောင်ရဲ့လူသမ ्या ကိုနောက်ကနေဖြည့်ဆည်းပေးပြီးလိုက်ပြီးတော့ပျော်ရွှင်ပေးတဲ့သူဖြစ်လို့သူ့ဘဝမှာအလင်းရောင်လေးပြန်လည်ရရှိလာခဲ့ပါတယ်။မိဘတွေကကားတွေအိမ်တွေကိုရောင်းပြီးတော့ထားခဲ့တာကြောင့်သူ့ဘဝကဒီလိုအခြေအနေကိုရောက်သွားခဲ့ရတဲ့ဆိုတော့မူအောင်ရဲ့အပေါ်ပရိသတ်ကြီးရဲ့အမြင်ကိုလည်းပြပြပေးခဲ့ပါအောင်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင်။